ဒါကြောင့်မကောင်းမှုကိုရှောင်လိုက်ရခြင်းသည်မြတ်တယ်။ဘာကြောင့်လဲမကောင်းမှုသည် ပူရတတ်တယ်။ဒါကြောင့်နံပါတ်1နောင်တရခြင်းရဲ့အကြောင်းတရားဟာဘာလဲဆိုလို့ရှိရင်မကောင်းမှုကို ပြုမိခြင်းသည် နောင်တရခြင်းရဲ့အကြောင်းအဲ့ဒီနောင်တကိုဦးဇင်းတို့ကမှတ်လွယ်အောင်နာမည်လေးပေးလိုက်ခြင်းနဲ့မိုက်နောင်တလို့နာမည်ပေးလိုက်ခြင်းဘာနောင်တလဲတော့ မိုက်နောင်တာကိုမိုက်လို့ဖြစ်ရတဲ့နောင်တာဟုတ်လားမဟုတ်တာတွေလုံးမိလို့မမှန်တာတွေပြောမိလို့နော်ဟိုလူလောကကြီးကိုထိခိုက်ရှိတဲ့အတွေးတွေကို တွေးမိလို့ဖြစ်ရတဲ့ဗာလဲနောင်တာမိုက်နောင်တာဟုတ်လားအေးနောက်ထပ်နောင်တာတစ်မျိုးရှိသေးတယ်အာဂတံဒုက္ကတံသေယောပိစ္ဆာတပတိဒုက္ကတံကတင်စသူကတံသေယောယံကတဝါနာနုတပတိ သူကတံကောင်းသောအမှုကို ကတင်စားပြုရခြင်းသည်လည်းတေရောမျက်လှပါပေ၏ကောင်းတဲ့အလုပ်တွေကောင်းတဲ့အပြောတွေကောင်းတဲ့အတွေးတွေကိုတွေးရတာပြောရတာလုပ်ရတာဟာအင်မတန်မြတ်တယ်တဲ့လာပြန်ပြီနော် အမျက်တမျိုးဘာကြောင့်ကောင်းတာလုပ်ရတာမြတ်တယ်လို့ပြောတယ်လဲဆိုတော့သူ့ရဲ့အကြောင်းပြချက်လေးကယံကတ္တဝါနာနုတပ္ပတိတဲ့ကောင်းတဲ့အမှုဆိုတာ ဘယ်တော့မှပူလောင်ရိုးထုံးစံမရှိဘူးတဲ့အမြဲတမ်းအေးချမ်းစီတဲ့အမြဲတမ်းကြည်နူးစီတဲ့အမြဲတမ်းဝမ်းသာရစီတဲ့ပူလောင်နေဆိုတာကောင်းသောအမှုရဲ့အကျိုးဆက်မဟုတ်ဘူးဟုတ်လားဒါကြောင့်ကောင်းတာကိုလှုပ်လိုက်ရတာဟာနောက်တစ်ချိန်မှာအပူတွေအေးပြီးတော့ပူလောင်ခြင်းကကင်းဝေးမှာဖြစ်တဲ့အတွက်ကြောင့်ကောင်းတာလှုပ်ရတာမြတ်တယ်တဲ့ဒီတော့ဒီစကားလေးကိုလည်းပြန်ပြီးတော့ပြောင်းပြန်လှန်ကြည့် ဒေသနာတော်ဆိုတာအမျိုးမျိုးလေ့လာရတယ်နော်ခုနတုန်းကစကားလဲပြောင်းပြန်လှန်လိုက်တယ်နော်ဦးစင်ကဟုတ်လားကောင်းမကောင်းတာကိုမလုတ်ရရင်မြက်တယ်လို့ပြောတာအဲ့ဒီလိုဆိုရင်မကောင်းတာကိုလုတ်လိုက်ရင်တော့မမြက်ဘူးလို့ပြောင်းပြန်ပြန်လိုက်တာအခုကောင်းတာကိုလုတ်လိုက်ရရင်မြက်တယ်လို့ဘုရားကဒါတိုက်ပြောလိုက်တယ်အဲ့ဒါလေးပြောင်းပြန်လှန်လိုက်ပါကောင်းတာကိုမလုတ်ရရင်မမြက်ဘူးဆိုတော့လာပြန်ပြီဟုတ်လားကောင်းတာကိုလုတ်မိရင်မမြက်ဘူး မမြင်ရင်ယုံညံ့တယ်ရှုံးတယ်ဆိုပြီးတော့သူလည်းအဲ့ဒီစိရင်နဲ့ဝင်မြန်တာပဲဟုတ်လားဒါကြောင့်ဦးဇင်းတို့ပြောလိုတာကဒုတိယနောင်တရခြင်းရဲ့အကြောင်းကဘာလဲဆိုတော့ကောင်းတာကိုမလုံလိုက်မိခြင်းဒီအဲ့ဒါနောင်တရခြင်းရဲ့အကြောင်းပဲလုံနိုင်ခွင့်ရှိပါလဲခင်နဲ့ယူနိုင်တဲ့လက်လဲရှိတယ်ယူစရာအဖိုးတန်ပစ္စည်းလဲရှိတယ်အဲ့ဒါကိုအကြောင်းအမျိုးမျိုးကြောင့်မယူလိုက်နိုင်နောင်တရမရဗျာတေချာပေါက်ရတယ် ငါမဲ့လက်လဲရှိတယ်ရှိမှယတနာတွေလည်းရှိတယ်ဒါကောငါမိုက်မဲစွာမယူလိုက်မိဘူးဘာဖြစ်မလဲနောင်တေကြပေါ့ဖြစ်တယ်နောင်တစ်ချိန်မှယူနိုင်တဲ့လက်မရှိဘူးဆိုတာလည်းဖြစ်နိုင်တယ်ယူစရာယတနာပစ္စည်းမရှိဘူးဆိုတာလည်းဖြစ်နိုင်တယ်လက်ရောယတနာရော ရှိနေပါလှည့်ခင်တဲ့ယူလို့မရတဲ့အခြေအနေမျိုးဆိုတာလည်းရှိနိုင်သေးတာပဲဟင်တကယ်ယူမိုက်မများဒါကြောင့်အခါကောင်းလို့အခွင့်နဲ့နေတဲ့အချိန်ကာလမှာယူလို့ရတဲ့အခြေအနေမျိုးမှာမယူလိုက်မိရင် ယူလို့မရတဲ့အချိန်ရောက်ရင်အဲ့ဒါတေချာပေါင်းနောင်တရမေဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ဒီဒေသနာလေးကိုလေ့လာလိုက်တော့နောင်တရကြောင့်တရားဘယ်နှပါတွေ့ရလဲနှစ်ပါတွေ့ရတယ်မကောင်းတာကို လုံမိရင် နောင်တရမေကောင်းတာကို မလုံမိရင် နောင်တရမေမကောင်းတာကိုလုံမိလို့ရတဲ့နောင်တကိုစောစောကဦးဇင်းနာမည်လေးတက်လိုက်တယ်ဗါတဲ့တော့မိုင်းနောင်တာ ကောင်းတာကိုမလုံးမိလို့ရတဲ့နောင်တကိုလည်းနမည်တက်ချင်သေးတယ်ပေးတတ်တော့မှတ်မိအောင်လို့မှတ်ရတာလွယ်အောင်လို့အဲ့ဒါကြတော့မေ့နောင်တာလို့နမည်တက်ချင်မေ့နေလို့နောင်တရရတာ ဟုတ်လားမှန်ပါဗျာမေ့နေတာလေဒီဆိုတော့ဘုရားကြီးပေးတဲ့ဥပမာနဲ့ပြောမယ်ဆိုရင်တစ်တော်ကြီးကိုမီးလောင်နေတဲ့အဲ့ဒါပုတ်တင်ကျိုးကငေးပြီးတော့မေ့ကြည့်နေတယ်အဲ့ဒါသူ့ကိုလောင်သွားရောတဲ့အဲ့ဒါမေ့လို့အလောင်ခံရတာတဲ့ဟုတ်လားခုဒကာမတို့ဦးရှင်တို့တွေလည်း မိစတဲ့ဘာကအမြဲတမ်းလောင်းနေတာပဲတကယ်စင်စစ်ကတော့ဟုတ်လားကိလေသာမိကလောင်းနေတယ်ကိလေသာမိလောင်းလို့တော့ရုတ်တရက်တော့မသေးသေးဘူးပေါ့သို့တော်လည်းပဲဇာတိစရာပြာတိမရဏဆိုတဲ့မိကတေချာပေါက်လောင်းမယ်အဲ့ဒါကတော့တကယ်ကိုသေပါနော်အဲ့ဒါလို့မိကလောင်းနေတာဒါပေမဲ့ကိုနားတော့မရောက်သေးဘူးမရဏမိကကိုနားတော့မရောက်သေးဘူးသို့တော်ကိုဘာဖြစ်နေတော့မိနေတယ်ဆိုလို့ရှိရင်အဲ့ဒီမိရောက်လာရင် လောင်းသွားမှာပဲဟုတ်ရလားဒါကြောင့် မကောင်းမှုတွေကို လုံမိလို့ရတဲ့နောင်တကမိုင်းနောင်တကောင်းမှုတွေကိုမလုံမိလို့နောက်တစ်ချိန်မှာအော်မှားခဲ့လေချင်းမိုက်ခဲ့လေချင်းဆိုပြီးတော့ရရတဲ့နောင်တကြတော့မေးနောင်တဘယ်နောင်တကောင်းလဲဘယ်နောင်တမှမကောင်းဘူးဟုတ်လားဘယ်နောင်တမှမ